အဲ့ဒါကိုမြန်မာလိုဘယ်လိုခေါ်မလဲတိတိနော်တလုံးရှိဆိုတိနော်အရေးအတွက်ကတစ်ခုပဲမလားအရေးအတွက်ကတစ်ခုဆိုရင်တိနော်စာရင်းဒီလိုရေးတဲ့တိတာဝန်ပူရေးဆက်တဲ့တိနော်ကဏ္ဍနဲ့ရေးဆိုတိနော်ထပ်သူရေးထပ်ကူရေးပေးပါတဲ့နော် you have to trace this one တိတိကိုရေးပေးပါနော်ဟုတ်ကဲ့စကားနဲ့ပြောမယ်တင်းစကားနဲ့ပြောမယ်တင်း စကားနေပြောမယ်တင်းတင်းတင်း